စံတော်ရှင်ကြိုက်ထီးဆောင်ကစီတီတော်ကြီးရဲ့အတွက်စက်သိန်းပေါင်းတထောင်ချော်လှူဒန်းခဲ့တဲ့တရုတ်ဆောင်နန္ဒလိုင်းတို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်တရုတ်ဆောင်တရားဖြစ်တဲ့တရုတ်ဆောင်နန္ဒလိုင်းရဲ့ခင်မောဖြစ်သူဦးစီတီဟာတို့မိသားစုဟောင်းကြိုက်ထီးဆောင်မှာရှိတဲ့စီတီတော်အတွက်စက်သိန်းပေါင်းတထောင်ချော်လှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ် တရုတ်ဆောင်နန္ဒာလိုင်ဟာအနုပညာအလုပ်တွေကိုရန်နာပြီးတော့မိသားစုအတွက်သာအချိန်ပြည့်ဝပေးလာခဲ့တာဖြစ်ပြီးခင်မုန်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းတက်နိုင်တဲ့ဘက်ကပါဝင်အားဖြစ်နေတာပဲဖြစ်ပါတယ်အခုဆိုရင်တော့တမီ၃ယောက်ကလည်းအရွယ်ရောက်လာခဲ့ပြီးတမီတွေရဲ့ပညာရေးအတွက်လည်းအစားအစာရရာစီစဉ်နေရတဲ့တယောက်ဆောင်နန္ဒာလိုင်းတို့ဇနီးမောင်နှံဟောင်းသူတို့နှစ်ယောက်ရဲ့နေစဉ်ဘဝတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေစီကိုမကြာခဏဝေးမြလေးရှိတာပဲဖြစ်ပါတယ် ဒီကနေ့မှာဆိုရင်တော့တရုတ်ဆောင်နန္ဒာလိုင်းနဲ့ဥစေတီဟာတို့မိသားစုဟာစိုက်တီဆောင်မှာရှိတဲ့စေတီတော်ရီအတွက်7သိန်းပေါင်း1000ကျော်လှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်။စီကဘာကုမ္ပဏီရဲ့တည်ထောင်သူဒါရိုက်တာဖြစ်တဲ့ဒေါက်တာခင်ရွှေနဲ့ဇနီးတော်ဆန်းဆန်းကျွဲသားသမီးများဖြစ်ကြတဲ့ကိုစေတီဟမနန္ဒာလိုင်းကိုတူးနိုင်မန်းမမေစင်လန်မိသားစုတို့ကနေပြီးစက်သိန်းပေါင်း12000ကျော်လှူဒန်းခဲ့တာဖြစ်တဲ့အကြောင်းပြည်သက်တွေကပါကုသိုလ်တွေမျှဝေလာခဲ့တာဖြစ်ပါတယ်။ အဆိုပါအလှပွဲလေးကိုတော့တယောက်ဆောင်နန္နာလိုင်ကတမီ၃ယောက်နဲ့အတူကုသိုလ်အတူတူယူခဲ့တာဖြစ်ပြီးပရိသတ်တွေရဲ့အနေနဲ့လည်းနန္နာလိုင်ရဲ့ပုံရိပ်တွေကိုလွမ်းနေကြတာကြောင့်ဒီပွဲလေးမှာနန္နာလိုင်တို့မိသားစုလေးကိုမြင်တွေ့ခွင့်ရတာဂျီနူးဝမ်းသာနေကြရတာလည်းဖြစ်ပါတယ်တယောက်ဆောင်နန္နာလိုင်တို့မိသားစုဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးရင်ဝင်နေတဲ့မှာပါဝင်နေဈေးကဘာမိသားစုဖြစ်တာကြောင့်အခုလိုငွေကြေးသိန်းပေါင်းတောင်းနေချီပြီးအလှူဒဏ်အခြေစီလုံနိုင်ခဲ့တာလည်းဖြစ်ပါတယ် ပရိသတ်ကြီးအနေနဲ့လည်းယနေ့မှလှူဒန်းခဲ့တဲ့နန္ဒလိုင်တို့မိသားစုရဲ့ကုသိုလ်အလှလေးပေါ်မှာဝမ်းမြောက်ဝမ်းသာနဲ့တာဓုခေါ်ဆိုပေးခဲ့ကြပါအောင်ရှင်။